Namaste အားလုံးပဲမင်္ဂလာပါရှင်။ညီမကတော့ Yoga Instructor ခင်မိုးဖြစ်ပါတယ်။အခုဒီဗီဒီယိုလေးကဒီတနေ့တလုံးပြမန်းထားသမျှပေါ့နော်။ခန္ဓာကိုယ်မှာပြမန်းနှွမ်းနယ်ထားသမျှရောစိတ်ပိုင်းဆိုင်ရာမှာရောရုပ်ပိုင်းဆိုင်ရာမှာကောပြမန်းထားသမျှတွေကိုညမအိတ်ခင်အိယာမဝင်ခင်မှာဖြေရော့ဝါအောင်ကိုယ့်ရဲ့ခန္ဓာကိုယ်တောင့်တင်းမှုတွေပြေရော့မယ်။ကိုယ်စိတ်ပိုင်းဆိုင်ရာတွေမှာရှိနေတဲ့ပြမန်းမှုတွေကိုပြေရော့ဖို့အတွက်လေ့ကျင့်ပေးရမယ်။ညအိတ်ခင်ဒီမှာလေ့ကျင့်ပေးရမယ်။ယောဂလေ့ကျင့်ခန်းလေးကို ဝင်မြစီဝင်မြချင်တာပါအဲ့တော့အခုညီမရဲ့တူတူလိုက်ပြီးတော့လေ့ကျင့်ကြည့်အောင်เนาะအဲ့တော့ကိုယ်ကကိုယ့်စီမှာ အခုမှစပြီးတော့လေ့ကျင့်နေသူဆိုလို့ရှိရင်ဒီလိုမျိုးယောဂ block တုံးလေးတထုံးနဲ့ယောဂကျိုးလေးတချို့အာဝယ်ထားတင့်ပါရပေါ့နော်အဲ့လိုမှမရှိဘူးဆိုရင်လေဥမာခေါင်းအောင်လေးပြီးလို့ရှိရင်ကိုရိုးရိုးကျိုးလေးပေါ့နော်အဲ့လိုမျိုးလေးရှီထားရင်ပိုကောင်းပါတယ်စပြီးတော့လေ့ကျင့်တဲ့သူတွေအတွက်ပြောတာပါအာစပြီးတော့လေ့ကျင့်တဲ့သူတွေပဲလုံပါပါအဲလေ့ကျင့်တာကြပြီဆိုတဲ့သူတွေအတွက်ကတော့မလိုပါဘူးနော်အဲ့တော့အခုစပြီးတော့တွားရအောင်ညီမတို့ easy ပို့အနေထားလေးနဲ့ပဲထိုင်မယ်ညာဘက်ခြေောက်ကလေးကိုဖဏောင်းစည်းကုန် ံကတ်မယ်။ဘယ်ဘက်ခြေောက်ကလေးကိုရှေ့မှာထားလိုက်မယ်။ကိုသသောသသအနေထားလေးမှာပဲထားပြီးတော့တင်မလေးနှစ်ဖက်ကိုမပြီးတော့တေးချလေးကြွပြီးတော့ထိုင်လိုက်မယ်။ခါလေးကိုဆန်လိုက်ရအောင်။အရင်ဆုံးညီမတို့ကလက်ကလေးကိုဒူးကောင်းပေါ်မှာအုပ်ပြီးတော့ထားတာမျိုးမဟုတ်ပဲနဲ့လက်ဖွာလေးကိုပက်လက်ကလေးလှန်လိုက်မယ်။ဘင်းလက်ညိုထိတ်လက်မထိတ်ကလေးထိမယ်။ဒီဘက်လက်လည်းလက်ညိုထိတ်လက်မထိတ်ကလေးထိ။ကြံသုံးချောင်းလေးကိုဆန့်ထုတ်ထားပြီးတော့ဒူးလေးပေါ်တင်မယ်။မျက်လုံးလေးဖွာဖွာလေးမိတ်ပခုံးအားလေးလျှော်လိုက်ရအောင်။ ။ဒါဆိုရှုသွင်းရှုထုတ်ကလေးလုပ်ကြည့်ရအောင်။ကိုယ်တစ်နေ့တလုံးမှာပင်ပန်းထားသမျှစေရခန္ဓာကိုယ်ရဲ့ပင်ပန်းမှုတွေအကုန်လုံးကိုရှင်းချပေးဖို့အတွက်လေကိုရှင်းရှင်းလေးရှုသွင်းပေးရအောင်ရှင်းရှင်းလေးပြန်ရှုထုတ်ချပေးပါအောင်လေကိုနှာခေါင်းနှစ်ပေါက်လုံးကနေပြီးတော့ဖြည်းဖြည်းလေးရှုသွင်းပေး ဖြည်းဖြည်းလေးပြန်ရှုထုတ်ချပေးကိုတနစ်တားလုံးပြမန်းရွမ်းနေတဲ့သမီးစိတ်နဲ့ခန္ဓာကိုယ်တင်းရတဲ့အကုန်လုံးကိုရှော့ချပြီးတော့ယခုလက်ရှိ ဖြာပေါ်မှာရှိနေတဲ့ခန္ဓာကိုယ်ရဲ့အတန်လေးကိုပဲအာယုံစိုက်ပြီးတော့နားထောင်ကြည့်မယ်ရှိသွင်းရှိထုတ်ကလေးကိုလည်းပုံမှန်လုပ်နေမယ်။ကိုယ့်ရဲ့ဦးခေါင်းထိပ်ကနေစပြီးတော့ short ချပေးကြည့်ပါဦး။ ဂုံယိုးတလျှောက်ကျောယိုးတလျှောက်မိညောင်ယိုးထိတ်ကန်းနေပြီးတော့ဟိုးခြေချောင်းခြေဖျားထိတ်ကလေးတွေထိတောင်းတင်းမှုတွေမှန်သမျှအကုန်လုံးလျှော်ချလိုက်ပါဦးရှုတွင်းလိုက်တဲ့လေနဲ့တူတူခန္ဓာကိုယ်ရဲ့တင်းအားလေးတွေကိုခံစားသိမှတ်ပေးမယ်ရှုထုတ်လိုက်တဲ့လေနဲ့အတူတူခန္ဓာကိုယ်ရဲ့တင်းအားတွေအကုန်လုံးကိုလျှော့ချပေး လေးကိုရှင်းရှင်းလေးရှင်းသွင်းပေးပါအောင်ရှင်းရှင်းလေးပြန်ရှင်းထုတ်ပေးရှင်နေတာလေးကိုတတိကပ်ပြီးတော့တင်အားမှန်သမျှကိုခန်းစားရှင်းထုတ်လိုက်တဲ့လေးနဲ့အတူတူတင်အားရေအကုန်လုံးပါသွားပြီလို့ခန်းစားပြီးတော့ရှော့ချပေး now တတခေါလောင်းလေးကိုရှင်းရှင်းလေးရှင်းသွင်းပေးကြည့်ပါဦး ်ရှေးရှေးလေးပြန်ရှုထုတ်ချပေးပါဦးပြီးညလုံးလေးကိုဖွားဖွားလေးဖွင့်လိုက်မယ်လက်ကလေးတွေလျှော်လိုက်မယ်နော်အခုညီမနဲ့အတူတူအုံးဆိုတဲ့အတန်လေးကိုတစ်ခေါက်လောက်တူတူရွတ်ကြည့်အောင်နောက်ပိုင်းကြတော့မှထပ်ပြီးတော့အုံနဲ့ပတ်သက်တာလေးတွေကို ရှင်းပြမယ်အခုတော့ဗဇက်ကနေပြီးတော့ညီမတို့ပုံမှန်ပဲ ုံဆိုတဲ့ဟာလေးပေါ့เนาะမြန်မာမှာဆိုလို့ရှိရင်လည်းအဲဒီအုံလေးကိုရွတ်ကြတာများတယ်တခြားသောဘာသာတွေမှာလည်းရွတ်ကြတာများတယ်အခုဒီအုံကဘာသာရေးနဲ့မဆိုင်ပါဘူးမိမိရဲ့ခန္ဓာကိုယ်မိမိရဲ့စိတ်ပိုင်းဆိုင်ရာမှာရှိနေတဲ့တင်းအားတွေအကုန်လုံးယော့သွားဖို့အတွက်ရွတ်ဆိုလိုက်တဲ့သဘောပါပဲတခြားသောဘာအကြောင်းအရာနဲ့မှမသက်ဆိုင်ပါဘူးဒါလေးကိုကြိုပြီးတော့အသိပေးထားတာပါအဲ့တော့ညီမတို့ကအုံကိုဘယ်လိုရွတ်မလဲဆိုရင် လေကို နှာခေါင်းကနေရှည်ရှည်လေးရှူသွင်းပြီးတော့အုံးဆိုတဲ့အတန်မှာ၃တန်ရှိတယ်အဲ့ဒါတွေကိုနောက်ပိုင်းရှင်းပြမယ်အဲ့တော့အခုအုံးဆိုတာကိုယူဖို့အတွက်ညီမအရင်ဆုံးတစ်ချိန်လောက်ပြမယ်ပေါ့နော်ဗဇက်ကိုဟပြီးတော့လေကိုရှူပြီးရင်ဗဇက်ကနေအောင်းအောင်းဆိုပြီးကြွ လေကုံသွားတဲ့အချိန်မျိုးမှာဗဇက်ကိုနှခမ်းလေးကိုပေါ့နော်ပိတ်ပြီးတော့လေဘင်းကနေအမ်ဆိုတဲ့အတန်လေးအဲ့တော့အုံးအဲ့လိုမျိုးလေးဆွဲတဲ့အတန်လေးပေါ့နော်ဒီတိုင်းမဲ့အုံးဆိုပြီးဖြတ်ချလိုက်တာမဟုတ်ပဲနဲ့ရွတ်ကြည့်အောင်အဲ့တော့ညီမအရင်ဆုံးတစ်ခေါက်ရွတ်ပြမယ်ပြီးရင်ညီမနဲ့အတူတူနောက်တစ်ခေါက်ပေါ့နော်စိတ်ထဲကနေပြီးတော့အာပထမချိန်မှာမှတ်ထားနောက်တစ်ချိန်မှာ လိုက်ပြီးတော့ရွတ်ကြည့်မယ်အဲ့တော့ညီမကလေကိုအခုရှေ့ရှေ့လေးနောက်ကောင်းနေရှိသွင်းလိုက်မယ် ပြီးရင်ဗဇက်ကနေစပြီးတော့ဩ လေကိုရှူပြီးရတယ်ဗဇက်နေအောင်လို့ဆွဲနေတဲ့အချိန်မှာရှူထားတဲ့လေကကုန်လာပြီဆိုရင်နှာခမ်းလေးကိုအသာရလေးပိတ်ပိတ်ပြီးတော့လေဘင်းကနေပြီးတော့အင်းဆိုတဲ့အတန်လေးကိုကိုရနိုင်သလောက်ထိသွားမယ်เนาะဒါခါကြာလို့ရှင်တိုးလိုက်မယ်အခုရှည်သလောက်ထိအခုညီမရဆွဲဆိုအော်အော်အောင်ကိုဂျွလောက်တဲ့ထိရချင်မှရလိုက်မယ်ဘာမှမဖြစ်ပါဘူးစပြီးလေ့ကျင့်တဲ့သူတွေကအသက်ရှူတာကိုတိုက်ပင်းမမှန်သေးတဲ့အတွက်ကြောင့်ရှူသွင်းရှူထုတ်မမှန်တဲ့အချိန်မှာအကြ ာကြီးမဆွဲနိုင်ပါဘူးเนาะအဲ့တော့ဒီကြိမ်အခုတူတူလေးလုပ်ကြည့်ရအောင်အဲ့တော့လက်ဖွဲ့လေးပလက်ပြန်လန်းလက်ညှိုးချိန်လက်မထိတ်ကလေးထိဒူးလေးပေါ်တာယာလေးတင်စာရအောင်လေယိုနာဒီပြထိတ်ကနေရှေးရှေးလေးရှူပေးอ๋อ ပြင်မြန်လုံးလေးကိုဖွာဖွာလေးဖွင့်ပါအနည်းဆုံး3ချိန်ရွတ်ဆိုပေးလို့ရပါတယ်အခုလည်းတခါရဲ3ခေါက်လုပ်လို့ရပါတယ်เนาะအခုတော့ညီမတစ်ချိန်ပဲလုပ်ပြထားမယ်ပြီးတော့မှအုံနဲ့ပတ်သက်တာကိုသိကျင်တာမျိုးရှိခဲ့ရင်မေးခဲ့လို့ရပါတယ်ဖြေရှင်းအာရှင်းပြပေးမယ်ပေါ့เนาะညီမကသေချာလေးရှင်းပြပေးပါမယ်အခုတော့ဆက်သွားရအောင်ညီမတို့ရဲ့ဘဲဘက်6ောက်ကလေးကို အပြင်ဘက်ကို ရားသလောက်ကလေးဆက်မယ်လုံးဝဘေးတိုက်ကြီးတန်းစရာမလိုဘူးเนาะကိုရားသလောက်ထိပဲဒီနေ့ဒီလောက်ရားဒီလောက်ပဲသွားနိုင်ရင်တော့ဘေးတိုက်ကလေးသွားတဲ့ဝိုင်းကြ ိုက်တယ်ဒါပေမဲ့မိမိရတဲ့လောက်ပဲတင်မလေးတွေကိုမပြီးတော့ဒေချာလေးထုတ်ပြီးတော့ထိုင်လိုက်မယ်ခါလေးကိုဆန်းလိုက်မယ်အဲဒီဖနောင့်လေးကိုထောင်ထားလိုက်မယ်ရင်ဘက်ကရှေ့တက်တဲလေးပဲလှည့်ထားမယ်ပြီးရင်လေရှိဝင်းနဲ့လက်နှစ်ဖက်ကိုခေါင်းထက်ကလေးကိုဆန်းကြည့်မယ်ဆန်းတဲ့ချိန်မှာလက်ဖွာလေးပက်လက်လန်ခေါင်းလေးမောပြီးတော့ကြည့်ဒီလိုရှိကိုကိုးနေရလဲမဟုတ်ဘူးအနောက်ကိုကိုးနေရလဲမဟုတ်ဘူးတက်နိုင်တဲ့လောက်မတ်မတ်ကလေးပဲခေါင်းလေးကိုမောပြီးတော့ကြည့်ထားမယ်1ဒီချိန်စီပဲသွားပေးမယ် ရှစ်သွင်းရှစ်ထုတ်ကလေးလုပ်ပြီး two မျက်လုံးလေးတွေကိုအတက်နိုင်ဆုံးမမိတ်ထားနဲ့လက်ချောင်းကြားလေးတွေကိုလန်းကြည့်ထားပြီး three four 5ပြီးရင်ခေါင်းလေးပြန်တဲမဲ့လက်ကလေးပြန်ဖြီလိုက်မယ်။ညာဘက်လက်ကလေးကိုညာဘက်ဒူးလေးပေါ်ခြေသလုံးရိုးလေးပေါ်ကိုင်းဘေးတိုက်ကလေးရာတလောက်ကလေးဆင်းချကြည့်။ကိုခြေတော့ကလေးစီကိုသွားနိုင်တလောက်သွား။ဒီနေ့တလောက်ရရင်တလောက်ပဲဒါမှမဟုတ်ဒီလိုကြီးမခုံးစေနဲ့။ရင်ဘက်ကလေးကော့ထာမျက်လုံးလေးအပေါ်ကိုနိုင်ရင်မော်ကြည့်လို့ရတဲ့ဂုတ်နိုင်ရဲ့ရှေ့ကိုပဲကြည့်မယ်။အဲ့ဒါလေးတော့သုံးခေါက်သွားလိုက်မယ်ရှုပြန်ချ။ ထုတ်ကိုရနိုင်တဲ့လောက်ကလေးကိုရဲ့ခါပေးဒီဘက်ဘေးကြောလေးတင်းလာတာလေးကိုခန်းစားအောက်ကဟန်စထရင်းလေးတင်းနေတာလေးခန်းစားထုတ်ပြန်လျှော့လိုက်မယ် two နောက်တစ်ချိန်ရှူရတဲ့လောက်ကလေးဆောင်းချကြည့်ခြေထိတ်ကလေးကိုတော့ကင်လဲရရတယ်။သုံးမုတ်တောင်လေးရှိကိုကိုေးချလဲရရတယ်။ဒီကကိုခါဘေးကြောလေးမှာခန်းစားအောက်ကညင်ရဘဘဲဘဲဟန်စထရင်းလေးမှာခန်းစားပေးခေါင်းလေးမို့ပြီးတော့ကြည့်တခါလေဒီလိုကြီးဖြစ်နေတတ်တယ်။ဖြစ်ဝိုင်းအောက်တောင်ပြန်လျှော့ လက်ကလေးစံထားပေး1ရှုသွင်းရှုထုတ်ကလေးလုပ်ပေးပုံမှန်လေး2 3 for five ဖြည်းဖြည်းချင်းပြန်ထမယ်လက်ကလေးပြန်ဆင်းလိုက်မယ်နရွနာကအစမှဒီလိုတွေဖြစ်တတ်တယ်အတတ်နိုင်ဆုံးဆွဲဆင်းထုတ်ပြီးညင်ရဘက်လက်ကိုဘေးတိုက်ကလေးချအရှိလည်းမရောက်နဲ့အနောက်လည်းမရောက်နဲ့ကိုလက်ဘေးကိုဆင်းလိုက်လို့တဲတဲလေးကြားတဲ့နေရာပြီးရင်လက်ကလေးတလန်းရရအညာဘက်ကိုတလန်းတူဇောနာတိုင်းမဲ့ဂုံလည်းမကုံဘူးအရင်လည်းခော့တာကော့ထားမျိုးမဟုတ်ဘူးဘေးတိုက်ကလေးပဲကိုဒီနေ့တလောက်ရရင်တလောက်ပဲဆင်းနိုင်ဖြည်းဖြည်းချင်းတတောင်လေးနည်းနည်းလေးရရင် နေလေးကိုချနိုင်တောင်လေးချရင်ဘကလေးဖွင့်ပြီးတော့အကော့ပြီးတော့ခေါင်းလေးပုံမော့ပြီးတော့ကြည်ထားတခါလေးတောင်ကိုင်းနေတတ်တဲ့စမ်းနိုင်တလို့စမ်းထုတ်ဒီဘက်ကခြေပြားလေးကိုလည်းကုတ်ထားလို့ရတယ်1အဓိကဒီလိုကြီးမကုန်းနေစင်းနဲ့နော်ရားတလောက်ကလေးဆွဲကော့ထား2ဒီဘက်ကမြည်ဘဲဘဲတကြောလုံးကိုညီမလာဆွဲဆန်ထားတယ်လို့လေခန်းစားကြည့်ပေးပါဦး3လေရှုပေးပါဦး4 ဖိုင်ပြီးရင်အပေါ်ကအဲ့ဘယ်ဘက်တရောင်လေးကိုခေါင်းလေးကိုဘယ်ဘက်လှည့်ပြီးတော့ခြားဖို့ကြိုးစားမယ်အဲ့တော့မခြားခင်မှာတချို့ကခြားလို့ရမှာမဟုတ်ဘူးလက်ကလေးပဲခြားရတယ်ဒီနေ့ဒီလောက်ရရင်ဒီလောက်ပဲဒီဘက်ဖနှောင့်လေးဘဲခြေတော့ကလေးပြန်ထောင်ထားပေးမယ်မရရင်တရောင်လေးနှစ်ဖက်လုံးကြွပြီးတော့အဲ့ဘက်ကိုညာဘက်ကိုပဲလှည့်ကြည့်လိုက်မယ်ရရဲဆိုဖြေးဖြေးချင်းတရောင်ခြားဖို့ကြိုးစားဒီလိုလေးကစားပေးနေလဲရတယ်1 3ခေါက်လောက်5ခေါက်လောက်ကောက်တင်းခေါ်ပေးမယ်2 3 ချီရတဲ့သူကချထားမယ်နော်တရောင်လေးကိုခေါင်းလေးမော့ပြီးရှီကိုကြည့်ထား3 4 5ရှူဖြည်းဖြည်းချင်းပြန်ထားလက်ကလေးနှစ်ဖက်လုံးအပေါ်ပြန်ဆန်းလိုက်မယ်တက်ချက်ထောက်ပြီးရင်ဘတ်တွေကိုအဲ့ဒီဘေဘတ်ခြေထောက်စီရသလောက်ကလေးလှည့်ကြည့်ထောက်ပြီးဖြည်းဖြည်းချင်းခြေထောက်ကလေးကိုလှမ်းကင် ်ကိုတကယ်လို့မမိဘူးဆိုလို့ရှိရင်ကျိုးလေးကိုယူပြီးတော့ခြေထောက်မှာကျိုးလေးချိတ်ပြီးတော့ဂိုင်ထားဒီလိုကြီးမခုံးနေစေနဲ့ရသလောက်ကလေးကော့ကျိုးကို adjust လုပ်ကိုရနိုင်သလောက်ထိပဲဘလို့မှစပြီးလေ့ကျင့်တဲ့သူကမရရင်ဒီလောက်ဆိုဒီလောက်ပဲပန်းဖြစ်ဘူးဒါကြောကြီးတာဒီနေရာကြီးကိုကြောရိုးရိုးမခုံးထားနဲ့ရသလောက်ကလေးကော့ပြီးအရှိကိုကြည့်ရရဲဆိုတဲ့သူကတော့သွားပြီးတော့ဂိုင်ကိုမှကျိုးလည်းမရှိဘူးဆိုရင်တော့ဖြည်းဖြည်းချင်းဒူးလေးကိုဆွဲကွေးပြီးတော့ဖဏောင်းလေးထောင် ။ဘိုင်းနဲ့ဒီပေါင်လေးကိုကတ်ထားဒီလိုခုံးခုံးကြီးမထားနဲ့ကော့ကော့လေးပဲကော့ထားမယ်။ဒါလေးကိုထိန်းထားမယ်။ Okay နော်။အခုတော့တရက်နဲ့တရက်မိဖို့ကြိုးစားကော့ထားမယ်။ဒီအောက်ကတဟန်စရင်တကြောလုံးပေါင်ကြောတွေတကောက်ကြောတွေတင်းနေတာလေးခံစားပေး။1လေးရှုကြည့်အောင်2 3 4 fine ရှုပ်ဖြည်းဖြည်းချင်းပြန်လျှော့လိုက်မယ်ပြီးရင်ဒီဘက်ကညာခြေထောက်ကိုဒူးနဲ့ခြေထောက်နဲ့တန်းဝအောင်ဖြည်းဖြည်းလေးအရှိူပြန်မပြီးတော့ချလိုက်ချပြီးပြီဆိုရင်ဒီဘက်ကကိုယ့်ရဲ့ဘဲခြေထောက်ကလေးကိုဒူးကိုထောင်လိုက်မယ်အဲ့ဆိုဒီပုံစံလေး sorry ဒီပုံစံလေးဖြစ်သွားမယ်ပြီးရင်ဘဲတင်ပါလေးကိုကြွမယ်ညာဘက်ဒူပေါင်ပေါ်ကိုတင်ပါပေါင်ပေါ်ကိုဝေးယူလိုက်မယ် အနောက်ဘက်ကိုကိုယ့်ရဲ့ဘဲခြေထောက်ကလေးကိုခောက်ပြီးတော့ဒူးလေးချလိုက် ကိုဘလို့အနေထားမှာပဲရသတောင်းသတာအနေထားမှာပဲချာအရင်ကျဲစရာလည်းမလိုကျင်းစရာလည်းမလိုကျင်းလို့မလားဆိုလဲမမဘူးကျဲလို့မလားဆိုလဲမမဘူးသတောင်းသတာကိုရဲ့ဘဲတင်မကြွပြီးတော့ညာတင်မလေးပေါင်လေးပေါ်မှာဝိတ်ရှိနေရတယ်ဒါဆပြီးတော့ချတဲ့ပုံစံကိုကဒီအနေထားမှာချရတာလွယ်နေတယ်ဘာမှမထင်ဘူးဆိုခြေထောက်နောက်ကိုနည်းနည်းထပ်ဆုပ်ပေးလို့ရတယ်ဒီဒူးနဲ့ပေါင်နဲ့တန်ဝါရီထားမယ်ဒီဘက်ဒူးနဲ့ခြေချင်းဝင် ဲ့ခြေမျက်စိနဲ့ပေါ့နော်ခြေဖနှောင်းနဲ့တန်းဝါရတဲ့အထိထားလို့ရတယ်။ဒါကတသောတသာ ဖြစ်တဲ့သူမဖြစ်တဲ့သူကအရှိပြန်တက်လာခဲ့ဘာမှမဖြစ်ဘူး။ပြီးရင်ဒီနေ့ထားလေးရနေညဘဲဘက်လက်ကလေးကိုဒူးလေးမှာဂိုင်းညဘက်လက်ကလေးဆွဲစမ်းထား။ခေါင်းလေးကိုညဘက်ကိုလိုက်ကြည့် ကိုမဆန်းနိုင်တဲ့မကွေးနိုင်တဲ့တလောက်ပဲကွေးနိုင်တဲ့သူဘဲဘက်ကိုခါလေးချူလက်ကလေးကကြော်နိုင်တဲ့လောက်ဒူးအောက်ကိုသွားဆင်းလို့ရတယ်အမအပေါ်တောင်ကွေးတတ်တယ်ရတဲ့လောက်ကလေးစန်ထအသက်ရှူမယ်ခါဘေးဒီဘက်ဘေးမှာညှစ်ထားတယ်ဒီဘက်ဘေးလေးမှာစန့်ထားတာလေးကိုခန်းစားပေး1 how to train a dog 2 3 4ဖြည်းဖြည်းချင်းပြန်ထလက်ကလေးပြန်မြောက်ပြီ ်ပြီးရင်လက်နှစ်ဖက်လုံးကိုအနောက်ဖက်မှာလက်ထိပ်တွေကိုကိုယ်ဘက်ဒီလိုမျိုးလေးလှည့်မှာဟိုဘက်ကိုမဟုတ်ဘူးကိုယ်ဘက်ကိုလှည့်အနောက်ဖက်မှာကိုယ်ဘက်လက်ထိပ်တွေထချပြီးရင်ယင်ဘက်ကိုကောနိုင်တဲ့လောက်ကောကြည့်ခါလေးပါတင်းလာရည်ဒီဆွဲကောမြャမြャလေးချိန်နာမဲကြောယူလေးတွေမှာခန်းစားရှူတာလေးတွေမှာခန်းစား one လေးရှူပေးပါ two three four 5ဖြည်းဖြည်းချင်းပြန်လျှော့မယ်လက်ကလေးနှစ်ဖက်ပြန်ဆက်မယ်ထုတ်ပြင်းစောနာတိုင်းညာဘက်ကိုလက်နှစ်ဖက်လုံးသွားလှဲ့ပြီးတော့ twist လှဲ့ပြီးတော့ချာမရတဲ့သူကအဲ့တိုင်းလေးပဲနေရရင်လက်တလန်းရှေ့ဆက်နိုင်ရင်စောနာတိုင်းတတောင်တဖက်ချင်းခါတတိထခြားဖို့ကြိုးစား၊ကိုေးပြီးတော့ဒီလိုမျိုးလေးကစားလို့ရတယ်။1 2 3 လေရှုမနောရတဲ့သူခြားခြားအရှိုထွက်နိုင်တဲ့ထထွက်ကြောယူကိုမခုံးထားခြင်းကော့ထားခြင်းနာခေါင်းလေးမော့ထားခြင်းနာ2 3 4 fight ပြေးပြေးချင်းပြန်ထလာမယ်ပြီးရင်အဲ့ဘက်ကနေပြီးအရှိုတဲတဲလေးလမ်းရှောက်ခြေတလုံးယိုးနဲ့ဒူးနဲ့ဟိုဒူးနဲ့လက်နဲ့တမ်းမယ်ခြေချင်းဝင်းနဲ့လက်နဲ့တမ်းမယ်တမ်းမင်းဒီလိုမခုံးထားခြင်း ကောထားကျင်နာစောနာအတိုင်းမရရင်ဒီလောက်ပဲတော်ပြီးရတဲ့သူအရှိထက်ရှာထက်နိုင်ရင်တဒောင်ထက်ချအလုံးဝကိုကရတယ်လို့လို့မရတယ်လို့ဆိုရင်တဒောင်လေးကိုဒီလိုကစားကြည့်ခေါင်းလေးကိုမော့ထားကြောလေးကိုကော်ထား warm ကိုရဲ့တင်မလုံးလေးနေထဲမှာပါခံစားကိုရဲ့ညာဘက်တင်မလုံးလေးတွေတချို့ကကျင်လာတတ်တယ်ကိုရဲ့အာယုံကြောလေးအာနေနေတာမျိုးဆိုရင်ဒုံမောက်ခါကြောလေးတွေညက်တာမျိုးဆိုရင်ဒုံမောက်မာဆယ်တွေအရင်တင်းနေတာဆိုရင်ပေါ့နော် to ဘယ်ဟာကြောင့်ဖြစ်မလဲဆို တာတော့ဒီတီတတမရှိဘူးအသက်ရှူ3ရရဲဆိုချပြီးတော့ don't got time 4 fight ပြေးပြေးချင်းပြန်ထား Okay ဒါဆိုပြေးပြေးချင်းအနောက်ခြေောက်ကလေးကိုအရှိကိုပြန်ခေါ်လိုက်ပြီးရင်ဖနောက်စည်းုံတက်ခါတဲ့ကဲဘယ်ဘက်ခြေောက်ကလေးကိုဘေးတိုက်ကလေးရာတလောက်ဆန့်တင်မာရီနှစ်ဖက်လုံးမပြီးတော့ပြန်ထိုင် နောက်တစ်ချမ်းတက်ခါရဲသွားမယ်လေရှူတဲ့လက်ကလေးကိုဘေးကနေ white ပြီးတော့ဆွဲဆန်းလိုက်မယ် ဘင်းဒီနေချားလေးကနေအပေါ်မှာလက်စဲကြောင်းရှက်ခေါင်းလေးကိုမော့ပြီးတော့တဒောင်လေးဆန့်ပြီးတော့မကော့ဘူးမကုန်းတော့တဖြောင်းနဲ့ပဲဆွဲတင်ဟိုဘက်ကဘဲညချီပြားလေးကိုကုတ်ထား1လေးရှုကြောင်း2 the restriction လေးတွန်းနိုင်တဲ့လောက်တွန်းတာကိုခန္ဓာကိုအကျောချင်းလေးတွေပြေလာတာလေးကိုခံစားပေး3 4 5ဖနောင်းလေးကိုပြန်ထောင်လိုက်လက်ကလေးနှစ်ဖက်ကိုဖြည် ။ပြီးရင်ကိုရဲ့ညီအဘလည်းဒူးပောင်ပေါ်တက်တက်လေးကင်ကိုရသလောက်ကလေးရှော့စင်ဝကြည့်။ညီဘကလေးကောထားခေါင်းလေးနိုင်ရင်အပေါ်ပန်းဘဲခညာခမှာညစ်ထားတယ်။ဘဲဘက်တကြောလုံးတင်းလာတဲ့ဒီတောင်စန်တာပြန်ထမဲ one တောင်းခေါက်သွားပြီးရှူရသလောက်ကလေးဆောင်ချကြည့်။ Okay, ပြန်ထ2နောက်ဆုံးတစ်ချိန်ရာသလောက်ကလေးစင်းွားတောင်လေးရှိကိုကိုေးစင်းလို့ရတယ်နိုင်တဲ့သူတွေနော်မနိုင်အတင်းမလုပ်ဘူးနော်ခါဘင်းနှစ်ဖက်ကိုညစ်ထားတာလေးခံစားပေးဒီအောက်ကဘက်ညာဘက် hamstring အတကောက်ကြောလေးတင်းနေတာလေးကိုသတိထားပေး2လေးရှိကြအောင်3 4 fight ပြန်ထလာမယ်လက်ကလေးပြန်မာလိုက်ပြီးစန်ထုတ်ထုတ်ဘဲညံဘဲဘက်လက် sorry ဘဲဘက်လက်ကိုပေးလိုက်ကလေးစန်အဲ့စန်မိကြတဲ့နေရာလေးမှာလက်ချကိုဒီနေ့ဒီလောက်ရရင်ဒီလောက်ပဲဘဲဘက်ကိုခါလေးဆောင်ရသည်ဖြည်းဖြည်းချင်းလက်ကလေးကို adjust လုပ်ပြီးတော့တဒောင်လေးချဖို့ကြိုးစားအဲ့ချိန်မှာဒီလိုမခုံးတော့တဒောင်လေးလည်းဒီလိုနှောက်ကြီးကိုမဟုတ်ဘူးမားတယ်နော်ရသလောက်ပဲတဲတဲလေးချဖို့ကြိုးစားမကြရင်အခုညီမပြသလားပြထားတယ်လို့လေးချိန်ရရဲ့ ကတော့တဒောင်လေးချအဲ့ချိန်မှာကိုယ့်ရဲ့ခြေဖျားလေးတွေကော်ထားတာမျိုးသို့မဟုတ်ကုတ်ထားတာမျိုးလှုပ်လို့ရတယ်ခုံတော့မခုံဘူးကော်လို့ရတယ်အပေါ်လက်နေရွက်လက်မောင်းကတ်ထားဒီတပြောလုံးဆွဲဆန့်ထားတာလေးကိုခံစားမယ်ဒီဘက်ဘေးခါလေးမှာညှစ်ထားတာလေးကိုခံစားအသက်ရှူ1 2 3 four 5ပြီးရင်ဖနောင်းလေးကိုယင်ပြန်ထောင်းလက်ကလေးကိုကိုယ့်ရဲ့ဘဲဘက်ကိုမှောက်ပြီးတော့လက်ဖွာလေးအရင်ချလိုက်မရဘူးဆိုရဲသူကဒီဘက်တရောင်ပြန်ကြွခေါင်းလေးလှဲ့ပြီးတော့ twist လက်ထားရသေးတယ်လို့ခံစားရရင်တရောင်ချဖို့ကြိုးစား1 one bike လေးကိုညှစ်ထားပြီးရင်ပိုကြိုက်တယ်2ရှူသွင်းရှူထုတ်ကလေးလှုပ်ရတဲ့သူချထားနော်3ခေါင်းလေးတွေမော့ကြောလေးတွေကော့ထား4 Okay, fine. ရှုပြေးပြေးချင်းပြန်ထားလက်ကလေးနှစ်ဖက်ပြန်လျှောက်လာခဲ့ပြေးပြေးချင်းပြီးရင်ဒီဘက်ကကိုယ့်ရဲ့ခြေထောက်ကလေးကိုရဲအကွက်ကိုရောက်တော့မှမရောက်ခင်မှာခြေထောက်ကိုမမေးပါနဲ့အရှိအဘယ်ဘက်ဒူးကောင်းနဲ့ဘယ်ဘက်ခြေချင်းဝင်တဲ့တန်းဝအောင်ရှေ့ကိုပြန်ခေါ်ပေးပါအဒီချိန်မှာတင်မဒူးဟာဟနေအောင်မှာနော်အဲ့ဒါကိုဆက်သွားဖို့အတွက်ဒီဘက်ကညာဒူးလေးကိုဆွဲထောင်ပြီးတော့အရင်ကိုေးလိုက် စောင်းနာတဲ့လှည့်ထားတဲ့အတိုင်းပြီးရင်ညာတင်ပါကိုကြွပြီးတော့ဘဲပောင်ပေါ်တင်ပါပေါ်ဝိတ်ထက်ဘဲညာတင်ပါဟာလိုက်ဟာပြီးပြီဆိုရင်ခြေတော်ကလေးကိုနောက်ကိုကိုေးပြီးတော့ဒူးချကြည့်ဒီဒူးနဲ့ဖနောင်းနဲ့ကရန်ဝေးဖို့လည်းမလို့ရန်နီးဖို့လည်းမလို့ကိုရဲ့တောင်းတတာခန္ဓာကိုယ်ဖြင့်ရပြီတကယ်လို့တောင်းတတာဖြစ်တဲ့ဆိုရဲသူကအနောက်ကိုဆက်သွားဒူးနဲ့တင်ပါနဲ့တန်ဝါရတီရှေဒူးနဲ့ ခြေချင်းဝင်းနဲ့တန်ဝါရီတီအနောက်ကဒူးနဲ့ခြေထောက်ကလေးရလဲတန်းနေရမယ်နော်။ဒါဆိုရင်ခါးလေးကိုမတ်နိုင်သလောက်မတ်ကြည့်မယ်။ကိုရဲ့ညာဘက်ကလေးဒူးပေါ်ကင်ထားဘဲဘက်လက်လေရှူရင်းနဲ့ဆွဲမြောင်မရရင်ဒီလောက်ပဲဒီဘက်ကားဘေးတစ်ကျော်လုံးကြော်ယူတင်းနေတာခံစားရရင်လက်ကလေးကိုရှော့စင်းဝါတန်းမြင်စီနက်နက်ရရနက်နက်လေးပဲစင်ချား Okay，听好没？One，啊，波浪的那上面有谁呢？呀，那老水塘没呀，一片小。Two，那小江里河边那几朵花儿，这边开的满日长，这边的江浪是 rushing。三，那的老石头。Three，four，five，小片片间片小浪没？来，这里片石头来比。 စနာတိုင်းမဲ့နော်ဘယ်ဘက်လက်ကလေးဘေးတိုင်းချရတဲ့သူတတောင်လေးကိုေးပြီးတော့စင်ချကိုထက်နိုင်တဲ့အောက်တတောင်ထက်ထုပ်ရင်ဘက်ကလေးကော့ထာ1ကောင်းလေးအပေါ်သူမောက်အရှိရင်ဘက်လေးကော့အပေါ်လက်ကိုဆွဲစန်းထားတယောက်ယောက်လာဆွဲထားသလို2 3လေးရှူပေးပါဦး4 5ပေးစနာတိုင်းမှောင်မယ်နော်ကိုရဲ့ဘဲဘက်ကိုလက်ကလေးချရတော့ဘူးဆိုအဲ့တိုင်းပဲချရတဲ့လက်နှစ်ဖက်တညီတဲ့တောင်ပြန်ထထားခေါင်းလေးမော့ကြောလေးကော်ကြည့်ထားကိုရဲ့တင်မလုံးလေးတွေတင်းလာတဲ့အထိနိုင်သေးတယ်ဆိုကစားမယ်နော်တောင်လေးကိုခေါင်းတော့မော့ထားမယ်လုံးဝစိတ်အလိုလိုက်ပြီးတော့မကုန်းလိုက်ဘူးနော်တချို့ကကုန်းပလိုက်တာ2အဲ့ဆိုမှားပါတယ်3ကော်ထားမှမှန်မယ်ရတဲ့သူချထားခေါင်းလေးမော့ထား4 โอเคไฟတဏောင်းပြန်ဆက်ချထားတဲ့သူကလက်ကလေးနှစ်ပတ်ကိုရှေ့ကိုလမ်းပြန်လျှောက်လာခဲ့ဖြည်းဖြည်းချင်းပြီးရင်ဒီနေ့ချားလေးရနေချားလိုက်မယ်လက်ကလေးနှစ်ဖက်မိုးပေါ်ဆန်ထုတ်လိုက်ပြီ ။ချုံလနဖက်ကိုတင်ပါနောက်မှာကိုပဲလှဲ့ပြီးတော့ချာခါယူမကုန်းပါဘူးမြမကလေးကိုကော့ပြီးတော့ပခုံးစစ်ကလေးနှစ်ဖက်ကိုအနောက်ပို့လိုက်မှာအရှိကုန်းနေတာလေးကိုအနောက်ပို့အနောက်ပို့ပြီးတော့ယင်ဘက်ကိုကော့နိုင်တယ်လို့ဆွဲကော့ကောင်းလေးကိုတဆုံးထိလှန်ချလိုက်1လေရှုခါယူလေးတွေမှာပါခံစား2ညတင်မလှွတ်ထားတာနော်3 4 5ရှုပြင်းပြင်းပြင်းချင်းပြန်ထလာမယ်လက်ကလေးနှစ်ဖက်ပြန်ဆန်းလိုက်မယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ညာဘက်ကိုလှည့်မယ်လက်နှစ်ခုကိုညာခြေထောက်ရှေ့မှာတွတ်ချထားလို့ရတယ်အနောက်ကိုရမ်းရောက်နေလို့ကုန်းမရဘူးဆိုရှေ့ပြန်တိုးလာခဲ့ရားတဲ့လောက်ကလေးလက်ကိုဆွဲထုတ်ထားဟုတ်တယ်အဲ့တိုင်းလေးထိန်းထားမယ်1လက်ရှုမဲ့ညံညာလေး2 3 4 three ပြီးရင်ရှေ့ကိုလမ်းလျှောက်ပေးကိုရသလောက်ကလေးသွားကြည့်နောက်တစ်ဖက်ကိုသွားကိုရနိုင်သလောက်ကလေးဖြည်းဖြည်းချင်းလှဲကြည့်မယ်နော်အခုညီမအကွက်ကလေးပို့ထည့်ပေးထားရယ်နော်နောက်တစ်ချမ်းမှာခေါင်းလေးလှဲနိုင်သလောက်ခါလေးကိုလမ်းလျှောက်နိုင်သလောက်ခါသတိထားပြီးတော့လျှောက်ပေး1လေးရှုမြန်းများလေး2 3 4 5ရှုပ်ပြင်းဖြည်းဖြည်းချင်းရှေ့ပြန်လာလက်နဲ့ ခြေချင်းဝင်းနဲ့ရှေးမှာတန်းဒူးနဲ့လက်နဲ့တန်းပြီးရင်ရင်ဘတ်ကောနိုင်တဲ့လောက်ကောတလန်းရရင်တလန်းထက်ရှောင်းမရသေးတဲ့ဆိုတဲ့အောင်ခြားဖို့ကြိုးစားမရရင်ကြားရဲအဆင်ဆိုရင်လေးလက်ကလေးကိုကစားနေ1ရရဲသူကောထုတ်ထားပလိုက်တော့2 3 4 5ပြေးပြေးချင်းပြန်လျှော်လာမယ်။ပြင်ရှေးက6ရောက်ကလေးအနောက်က6ရောက်ကလေးဒူးပြန်ထောင်း6ရောက်ကလေးနှစ်ဖက်အရှိမလာပြီးတော့ထန်လိုက်ပူလိုက်တော့ easy ပို့လေးနဲ့ပြန်ထိုင်ပေးရအောင်။ โอเคအခုညီမက တကြောပဲလုတ်ပြထားတယ်ဘယ်တစ်ကြိမ်ညာတစ်ကြိမ်ကိုကဒီထက်ပို့ပြီးတော့ထိရောက်ခြင်းနဲ့ဘာမှခန္ဓာကိုယ်မှာအရင်နာရာမျိုးမရှိနာရာမျိုးတော့မဟုတ်ဘောเนาะတောင်သက်တာဖြစ်နေဆိုအနည်းဆုံး3ကြောလောက်ထိအိယာမွင့်ခင်မှာလေ့ကျင့်ပေးလို့ရတယ်သို့မဟုတ်ကောက်တင်းကိုကြက်ကြလေးပေါ့เนาะညီမကကောက်တင်း3ကြိမ်ခေါ်ရင်ကိုကကိုစိတ်ထဲမှာ5ကြိမ်ခေါ်တာသို့မဟုတ်10ကြိမ်ခေါ်တာလောက်လုတ်ပေးလို့ရပါတယ်အဲ့တော့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်ကိုအတွက်အကျိုးရှိတယ်မိမိအတွက်အကျိုးရှိတယ် ဲ့ဆိုရင်တခြားသောမိမိရဲ့မိတ်ဆွေတွေအကျိုးရှိအောင်လည်းဗီဒီယိုလေးကို share ထားပေးလို့ရပါတယ်အားလုံးပဲပြန်တွေ့ပါမယ်ဘိုင်ဘိုင်